ဝိသုဏတတ္တဝါတွေတည်ပြီးလို့ရှိရင်ဂတိ၅မျိုးတည်းကတမျိုးမျိုးရောက်ကြရတယ်တဲ့နော်အဲ့ဒီ၅မျိုးကလွဲပြီးတော့ပြင်ပကိုရောက်သွားတယ်ဆိုတာမရှိဘူးအဲ့ဒီ၅မျိုးကဘာလဲဆိုတော့ဒေဝဂတိနတ်ပြည်ဖြစ်ရင်လည်းဖြစ်မယ်နော်ဒေဝဂတိတွေမှာနတ်ပြည်ပြမပြည်နှစ်ခုပေါင်းထားတာပေါ့နော်ဒေဝဂတိပြီးရင်မနုဿဂတိလူပြန်ဖြစ်ရင်လည်းဖြစ်မယ်တဲ့နောက်တစ်ခုကတိရိစ္ဆာနာဂတိတိရိစ္ဆာန်ဖြစ်ရင်လည်းဖြစ်မယ်အကုသို့ပြန်ကြောင်းပေါ့ နောက်တစ်ခုကနိရိယဂတိတဲ့ငရဲကြရင်လည်းကြမှာနောက်တစ်ခုကပြေတဂတိပိတ်တာဖြစ်ရင်လည်းဖြစ်မှာအဲ့ဒီဂတိ၅မျိုးတည်းကတမျိုးမျိုးဖြစ်ကြတယ်ပေါ့နော်နိဗ္ဗာန်ရောက်သွားတဲ့လူကတော့ဒီဂတိ၅မျိုးတည်းကနေလွန်ပြီးတော့နိဗ္ဗာန်ဆိုတဲ့အပြင်ကိုရောက်သွားတာပေါ့နော်ခန္ဓာတွေအလုံးချုပ်ငြိမ်းရပေါ့အဲ့တော့ဒါကိုဘာလို့ပြောရတဲ့တော့ဆိုတော့ဦးဇင်းတို့လွန်ခဲ့တဲ့တလားလောက်ကဦးဇင်းတို့ရဲ့ဆွေမျိုးပဲသူရဲ့တမီးလေးဆုံးသွားတယ်တလားပြည့်ဦးဇင်းတို့ကြွတယ်သူတို့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့ညာတန်းနေပေးဝေကြတယ် သူ့ရဲ့စိတ်ထဲမှာကသူကဘလို့မှတ်ယူထားတာတုံးဆိုတော့ဒီသူတို့အမျှဝင်နေတဲ့အချိန်မှာသူသမီးလေးကဘေးနားတွေမကျွတ်မလို့ဘဝနဲ့ထိုင်ပြီးတော့တရားလာနာမယ်ပြီးရေစက်ချပြီးအမျှဝင်တဲ့ဆီမှာတာရုခေါ်ပြီးတော့ကောင်းတဲ့ဘဝကိုပြောင်းလဲသွားတယ်ကျွတ်တန်းဝင်သွားတယ်ဆိုတဲ့ပုံစံမျိုးသူကအဲ့လိုဆွဲမှတ်ထားတာအဲ့လိုဖြစ်မှာပဲဆိုတဲ့စိတ်ပေါ့တကယ်တော့အဲ့လိုဆွဲတယ်ဆိုတာကဒါဟိုသူဆွဲထားတာကပိတ်တာဖြစ်တယ်မကျွတ်မလို့ဘဝရောက်တယ် တာရုခေါ်တဲ့ကျွတ်တယ်ဒီလိုဆွဲထားတကယ်တော့ခုနကပြောတဲ့လူတယောက်တေးပြီးတရော်တူတယောက်တေးဆုံးပြီဆိုလို့ရှိရင်ဦးဇင်းတို့ကခုနက၅မျိုးရောက်နိုင်တာဖြစ်တဲ့အတွက်ပိတ်တာတေးတာနဲ့ပိတ်တာတန်းဖြစ်မယ်မကျုံးမလို့ဘောကတန်းရောက်မယ်လို့ဦးဇင်းတို့ကဆွဲမှတ်ထားလို့မရပါဘူးသူကုသိုလ်ရှင်လက်ပြရောက်နိုင်တယ်ပြမပြရောက်နိုင်တယ်လူဖြစ်နိုင်တယ်အဲအကုသိုလ်ကံအလျောက်တိရစ္ဆာန်ဖြစ်နိုင်တယ်ငရေကြနိုင်တယ်ဒီမျိုးအဲ့ဒီလေးမျိုးကလို့ပိတ်တာလည်းဖြစ်နိုင်တယ်အဲခုနကသူပြောတဲ့ဟာက ခုနက၄မျိုးကနေလွဲပြီးတော့ပိတ်တာဘဝကိုရောက်ပိတ်တာတောင်မှမျိုးမျိုးဆဆတွေရှိတယ်ပရတတူပါဇီဝိကပိတ်တာဆိုတဲ့သူတို့ဘာမျှတန်းပေးဝေတာကိုတာတုခေါ်ပြီးကြွတန်းဝင်နိုင်တဲ့ဒီပိတ်တာမျိုးစားဖြစ်နေမှသာလျှင်သူကသူပြောတဲ့ပုံစံမျိုးကဖြစ်မှာကိုအဲ့တော့အခုနကဒီဂတိ၅မျိုးပြောရတယ်ဆိုတာကတေးတဲ့လူတိုင်းကိုမိသားစုဝင်တွေရှိမယ်ဘိုးတွေဘွားတွေတေးမယ်ဖေတွေမိတွေတေးကြမယ်ကိုလိုနိစာရောက်ကြမယ်တားတဲ့သမီးတွေကိုလိုနိစာရောက်ကြမယ် အဲ့လို့ဆိုရင်ဒီလိုကွယ်လွန်ရေးစာရောက်ပြီးတပြိုင်နက်မကြုံမလို့ဘဝရောက်တယ်မြတ်တန်းပေးဝေးတဲ့ကြွတယ်ဒီလိုဖြစ်မှာမဟုတ်ဘူးအဲ့ဒါကိုသိထားရမှာအမြတ်တန်းနေပေးဝေးတဲ့မကြုံမလို့ဘဝရောက်နေလို့ရှင်ရင်ဆိုတဲ့စိတ်နဲ့ဒီအမြတ်တန်းနေပေးဝေးတဲ့ကုသိုလ်ပြုလုပ်တယ်လုံးတင်လုံးထတဲ့ကုသိုလ်ပေါ့နော်တိလို့ဟောတေချာပေါ့မကြုံမလို့ဘဝရောက်လို့တေချာပေါ့ဟိုအမြတ်တန်းခေါ်ပြီးတော့ကျွန်းတန်းဝင်ရမယ်ဆိုတဲ့အနေနဲ့မဟုတ်ဘူးလိုအပ်နေလို့ရှင်ရင်လိုအပ်ချက်ပြည့်အောင်ဆိုပြီးတော့ဒါ ကျန်ရင်သူတွေအနေနဲ့လောက်ရမယ်အလုံးမို့လို့လောက်ကြတာအဲ့တော့မှတ်ထားရမှာကတေပြီးတပြိုင်နဲ့နောက်ပိုင်းဘဝတစ်ခုခုသူဖြစ်နိုင်တယ်အဲ့ဘဝကလည်းခုနကပြောတဲ့ဂတိ၅မျိုးတဲ့ကတစ်ခုခုဖြစ်နိုင်တယ်အဲ့ဒီဂတိ၅မျိုးတဲ့ကပိတ်တာဘဝဆိုတယ်မကြုံမလို့ဘဝရောက်မှသားလျင်အများတန်းပေးဝေတာကိုတာလူခေါ်နိုင်တယ်ရနိုင်တယ်ကြွတန်းဝင်နိုင်တယ်လိုလီမှတ်ထားဒါဆိုလို့ရှိရင်အမှန်မှန်ကန်ကန်နားလဲတာပေါ့နော်ခုနကလိုကြီးဆွဲမထားရဘူး ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လေးနေထွေးစွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ကြားရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာ